ားလုံးပဲမင်္ဂလာပါခင်ဗျာ story mindset youtube channel ရကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖက်ပြတင်ဆက်ပေးမှာကတော့အစောပြရှင်ကိုတိုင်းဟောကြားတော်မူခဲ့တဲ့သာသသမတယောက်ရဲ့ဝိကျွေးအကြောင်းကိုဖက်ပြတင်ဆက်ပေးကြပါမယ်ခင်ဗျာနားဆင်ကြအောင်ပဲဆိုတဲ့အားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေသာသသမရဲ့ဝိကျွေးဝိကျွေးဆိုတာအမြဲတမ်းကြောက်စရာကောင်းလာပါတယ်ဝိဟာနောက်ဘဝမှာမဟုတ် အခုလက်ရှိဘဝမှာကို မချိမဆန့်ခံစားရတဲ့ဖြည့်ရမန်ဇလန်တခုဖယားရှင်တတော်ထင်ရှားရှိတော်မူစဉ်ကပင်ရှိခဲ့ပါတယ်။အဲဒါကတော့ဝတ္တမဆုံတာရဲ့အကြောင်းပါပဲ။ဝတ္တမဆုံတာဟာဝတ်တွေကိုမယုံနိုင်လောက်အောင်ရဲရဲဆက်ဆက်တက်ဖြတ်တတ်သူဖြစ်တဲ့ဆုံတာဟာစဘာတွေကိုလဲနဲ့တင်ပြီးရွာကြီးရွာငယ်အတွေ့အတွေ့စီလှဲ့လေသွားတာ ရွာသူရွာသားတွေမွေးမြူထားတဲ့ဝက်တွေကို စဘာနဲ့လဲလဲဝယ်ယူလေးရှိတယ်။ဒီဝက်ကိုစဘာတစ်စလဲပဲပေးမယ်။ဦးမလုတ်ပါနဲ့မောင်ကြီးစုံတာရဲ့နှစ်စလဲတော့ပေးပါရှင်။မလို့ခြင်းမူခမရဲ့ဝက်ကပိတ်နေ။ကျုပ်ကဒင်းကိုမတက်ခင်ဝါဖီလာအောင် ကျွေးမွေးရအောင်ပါ။အဲ့ဒီလိုအစာဖို့အကုန်ခံရအောင်မှာမို့စဘာတစ်စလဲပဲပေးမယ်။ရောင်းခြင်းရောင်းမရောင်းခြင်းနေ။ကဲ ယူပါယူပါမောင်ကြီးစုံတာရဲ့အဲ့ဒီလိုနဲ့ဝက်တွေကိုဈေးနှိမ်ဝယ်ယူလာပြီးသူ့အိမ်နောက်ဘက်ကဝက်ချန်ထဲမှာဝက်တွေကို လောင်ထားကဗေဒာပင်စတဲ့ဝက်စားတဲ့တပင်ငယ်တိရွတ်တစ်ခတ်တွေကိုကျွေးပြီးဝင်းမြူထားပါတယ်ဝက်တွေတော်တန်ဝါဖြိုးလာပြီးထုတ်ရောက်မှုအချိန်တန်လာတဲ့အခါတက်ဖြက်ရောင်းချမဲ့ဝက်ကိုဝက်ချန်ထဲကနေဥစွာဆွဲထုတ်လာတယ်တက်ဖြက်မဲ့နေရာ ရောက်တော့အဲ့ဒီဝက်မလုံနိုင်အောင်ခြေလက်တို့ကို ကြိုးတုပ်ချီနှောင်ထားလိုက်တယ်။ဒီဝက်ရဲ့အသားတွေဝှထဝါးများလာအောင်ထုရိုက်ရမယ်။စုံတဟာဆောက်ရိုက်တင်ဘုတ်တို့နဲ့ဝက်ရဲ့ကိုအနှက်ဖူးဖူးရောင်လာအောင်မညာမတာထုရိုက်တော့တယ်။ဝက်ကလည်းနာကျင်လွန်းလို့မချိမဆန့်အော်ရှာပါတယ်။ဝက်တစ်ခုလုံးဖူးဖူးရောင်လာအောင်စိတ်ကြိုက်ထုရိုက်ပြီးမှဝက်ရဲ့ပါးစပ်ကိုဖျဲကာအာခေါင်ကိုဒုတ်ဒုတ်နဲ့ထောက်ထားလိုက်တယ်။ ီတော်မှကြိုက်ကြိုက်ဆူနေတဲ့ယွန်းွေးကိုအဲ့ဒီဝက်ရဲ့လဲချောင်းနဲ့လောင်းထဲတော်တယ်။ဝက်ခမညာပူရှာလုံးလို့ထွန်းထွန်းလူးနေတာပေါ့။ကြိုက်ကြိုက်ဆူပူလောင်လာတဲ့ယင်းွေးပူပူတွေဟာဝက်ရဲ့လဲချောင်းကနေအစာအိမ်ဥတွေကိုဖျက်ဆီးကာဝက်ရဲ့အစာဟောင်းတွေကိုစအိုကနေထွက်ကြစီတော်တယ်။စုံဒဟာဝက်ရဲ့ဥတွေတဲကအစာဟောင်းတွေကုန်ဆင်အောင်ရည်ရွယ်ပြီးသုံးလေးချိန်လောက်ကိုဝက်ရဲ့ကရွန်းနဲ့ ရင်ွေးဘူးတွေလောင်းလောင်းထဲတယ်။အဲဒီလိုနဲ့ဝက်ရဲ့ဥတွေထဲမှာအစာဟောင်းတွေကုန်ဆင်သွားမှစုံတတ်ဟာကြံတဲ့ရင်ွေးဘူးတွေကိုဝက်ရဲ့ကြောကုန်းပေါ်လောင်းချလိုက်တယ်။အဲဒီနောက်ဝက်ရဲ့အမွေးမြင်တဲ့ကျုပ်ကောင်မျက်ချောက်တွေမိရှို့ပြီးဝက်ကိုမိတိုက်တော့တယ်။ဒီမှာဓာတ်တထက်နဲ့ဝက်ရဲ့ခေါင်းကိုခုတ်ဖြတ်တယ်။ခေါင်းပြတ်သွားတဲ့ဝက်ရဲ့ကိုကထွက်လာတဲ့သွေးတွေကို အိုတလုံးနဲ့ခံယူပြီးဝတ်သွေးနဲ့ဝတ်သားတို့ကိုရောနှောချက်ပြုတ်စားတောက်လေးတယ်။ကျန်တဲ့အသားတွေကို သူမိမကရောင်းချပေးတယ်။အဲ့ဒီလုံးနဲ့55နှစ်တာကာလပတ်လုံးဝတ်တွေကိုမယုံနိုင်လောက်အောင် ရရက်ဆက်ဆက်တက်ဖြတ်ပြီးအသက်မွေးလာခဲ့တဲ့စုံတဟာတနေ့မှတော့ခန္ဓာကိုယ်အနှံ့အပူပူတွေထွက်လာတော့တယ်။ဟာဖူးဖူးတွေပါလား။ ရဲမီလိုပူလောင်လွန်းလာတဲ့အပူပူတွေဟာစုံသားရဲ့ခန္ဓာကိုယ်နှက်ဖူးဖူးရောင်အောင်ထွက်လာခဲ့ပြီးအမလေးပူလာကြီးရဲ့လောင်လာကြီးရဲ့ဗျာအင်းစုံသားဟာဝတ်တွေကိုထူရိုက်ခဲ့တဲ့အပြစ်ကြောင့်ဝက်လဲပြီးပဲဟုတ်တယ်ဗျာဝက်ဟာနောက်ဘဝတောင်မနေဘူးနော်အခုဘဝမှာပဲချက်ချင်းဝက်လဲပြီးကြောက်เสียရကျမဇိုးရဲ့ဒဏ်ကိုခံစားရတာပါလား တကူလုံးအပူပူတွေနဲ့ဖူးဖူးရောင်နေပြီးတကူလုံးငရဲမိနဲ့အတိုက်ခံရတယ်လို့ပူလောင်လုံးလှလို့စုံတတ်ဟာမချိမဆန်းအော်ဟစ်မိတန်းလေးရအိမ်ပေါ်မှာ လေးဘက်ထောက်သွားလာနေတော့တယ်ပူလိုက်တာဗျာကဲကြပါဦးစုံတတ်ဟာဝက်လိုအော်လေးရသွေးယူသွေးတတ်နဲ့ခြာလဘက်လေးချက်သွားနေတော့တယ်သူ့ရဲ့အနာလဲဘသူမှမကက်ရဲကြပဲအိမ်တကားတွေပိတ်ခါအိမ်အပြင်ကနေပဲစိတ်မချမ်းမြေ့စွာ စောင့်ကြည့်နေကြတော့တယ်။အဲ့ဒီလိုနဲ့စုံဒတ်ဟာခုနှစ်ရက်လုံးလုံးပြင်းထန်စွာဝက်ကြွေးခံစားနေရပြီးနောက်ဝေဒနာမချိမဆန့်ခံစားရင်ဒေဆုံသွားခဲ့ရပါတယ်။စုံဒတ်ဟာဒေဆုံပြီးနောက်မှာအဝစီငရဲစီ ကြာရောက်သွားရတယ်။ယဟန်တော်တွေဟာဝေလူဝင်ကျောင်းတော်မှာတရင်တုံနေတော်မူတဲ့မြတ်စွာဘုရားရှင်ကိုစုံဒတ်ရဲ့အကြောင်းလျှောက်ထားမေးမြန်းကြတယ်။အရှင်မြတ်ဖေရား ။စုံတားလောက်ခက်ထန်ကြမ်းကြုတ်ရက်ဆက်တဲ့သူမျိုးကိုတပည့်တော်တို့ရှေ့ရခင်ကမတွေ့ဘူးပါ။သူ့ရဲ့လာရကလေးကိုသိပေးရသေးဖေ။ချက်သားယဟန်တို့စုံတားဟာ သူပြုတဲ့ကံနဲ့အလားတူတဲ့အကျိုးကို ယခုဘဝမှာဝိတုခအဖြစ်ခုနှစ်ရက်ပလုံးခံစားခဲ့ရပြီးုံမက အဝစီငရဲမှာ အပြစ်ကိုဇလက်ခံစားနေအပြီးရှင်မြတ်ဖေဟာ ြုတ်အပ်တဲ့ကံရဲ့အကျိုးဖလားကိုတမလွန်ဘဝမှာရောယခုဘဝမှာပါ ခံစားရတာပါပဲလားဖေ။ဟုတ်ပေတယ်ချက်သားယဟန်တို့လူဖြစ်စေယဟန်ဖြစ်စေပြုတ်အပ်တဲ့ကံရဲ့အကျိုးကိုယခုပြစ္ဆုတ်ပန်တဲ့တမလွန်နှစ်တန်သောဘဝတုံးမှာခံစားရမိတာဒီ။သာဓုသာဓုသာဓုပါဖေ။ဝတ်ဆိုတာဘလောက်ကြောက်เสียရကောင်းတယ်လဲဆိုတာဝတ္တမဆုံတာရဲ့အဖြစ်ဆိုးကိုကြည့်ရင ပေးနိုင်ပါတယ်ခင်ဗျာ။ဒါကြောင့်သူတစ်ပါးအပေါ်ရရဆက်ဆက်ပြုကျင့်တတ်တဲ့အကျင့်စိုးကိုရှောင်ရှားကြရပါမယ်။ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ။တကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like နှစ်ခဲ့ပြီး channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေ။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေခင်ဗျာ။